either or ပြီးတော့ဒီနေ့မှာ neither nor သုံးပြီးတော့ဆရာတို့စာပိုင်လေးတစ်ပိုက်ရေးပြမှာဖြစ်ပါတယ်။အဲဒီတော့ either or တော့ကျတော့နှစ်ခုတည်းကတစ်ခုဆိုပေမဲ့ဒီနေ့ရေးမယ် neither nor အနည်းငယ်ကြည့်ရှိရဆရာ neither လို့လည်းတန်းထွက်လို့ရတယ် neither လို့လည်းတန်းထွက်လို့ရတယ်။ဒီ neither nor ကကျတော့အဲ့နှစ်ခုတည်းကတစ်ခုမှမဟုတ်ဘူးဆိုတဲ့ပဲထွက်တယ်။ဒီနောက်မှာ noun ရှိတယ်ဒီနောက်မှာ noun ရှိရဆိုအဲ့ noun နှလုံးစလုံးတစ်ခုမှမဟုတ်ဘူး။ဒီနောက်မှာ adjective ရှိတယ်ဒီနောက်မှာ adjective ရှိရဆိုလည်းအဲ့ adjective တစ်ခုစလုံး တခုမှမဟုတ်ဘူးဒီမှာ verse ရှိတယ်ဒီမှာ verse ရှိရယ်ဆိုရင်အဲ့ verse တစ်ခုဆိုတော့တခုမှမဟုတ်ဘူးဆိုတော့တိပြထွက်စေတယ်ဒီနောက်မှာ and လေးဖြုတ်လိုက်ပြီးတော့ either or ဆိုလို့ရှိရင်တော့ဒီနှစ်ခုတည်းကတခုဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့ neither nor ဆိုလို့ရှိရင်တော့အဲ့နှစ်ခုစလုံးကတခုမှဖြစ်နိုင်ခြေမရှိတော့ဘူးဆိုတော့တိပြထွက်တယ်သူ့မှာလည်းဘာအဓိပ္ပာယ်ပါပြီးသားလဲဆိုရင် not အဓိပ္ပာယ်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က not ကိုတတ်တတ်ထည့်စရာမလိုတော့ဘူးကြည့်လိုက်အောင်ငါအိမ်သားကစားတော့ဆိုင်ကကဲ ဒါဒီ subject ဖြစ်တယ်စာစာစာတောက်ဆိုင်မှမဟုတ်ဘူးငါရင်ကစာတောက်ဆိုင်ဆရာအဲ့ဒါလေးကိုသင်ပေးမယ်တမျိုးလေးစာတောက်ဆိုင်ကိုဘယ်လိုခေါ်လဲဆိုရင် the restaurant လို့ခေါ်တယ်ဒါစာတောက်ဆိုင်ပြီးသွားပြီဒီစာတောက်ဆိုင်ဒီ geo စာတောက်ဆိုင်မဟုတ်ဘူးဘယ်နာစာတောက်ဆိုင်လဲငါအိမ်နာကစာတောက်ဆိုင်ဆိုတော့ near my house အခုအထိဘာမလာသေးဘူးဒီဟာလေးကိုဘာလို့ခေါ်လဲဆိုတော့ preposition နဲ့ phrase လို့ခေါ်တယ် near ဆိုတာ preposition ပေါ့ preposition နဲ့ဆက်ထားတဲ့အလုံးမျိုးလို့ preposition နဲ့ phrase လို့ခေါ်တယ်သူဒီရှေ့က restaurant ဆိုတဲ့စားတောက်ဆိုင်ကိုမလုပ်ပြီလေအထူးပြုပြီးတယ်ဒီစားတောက်ဆိုင်လေးရိုးရိုးစားတောက်ဆိုင်မဟုတ်တော့ဘူးငါအိမ်နားကစားတောက်ဆိုင်ဖြစ်သွားတယ်အဲ့တော့မှ subject ကပြည့်စုံသွားတယ် the restaurant near my house ငါအိမ်နားကစားတောက်ဆိုင်အဲခုမှဟာလာပြီကြီးလဲမကြီးဘူးသေးလဲမသေးဘူးတဲ့ဟုတ်ပြီအဲ့တော့ကြီးတာသေးတာရေဒီ big တို့ small တို့ဒီ adjective တွေဆိုတော့ဆရာရှင်းရပြောခိုင်းတဲ့အတိုင်း ms ဆာရှင်းမှာထည့်ထားရမယ်ပြီးတော့စားတောက်ဆိုင်တစ်ဆိုင်လဲဆိုတော့ဆရာ is ထည့်ထားလိုက်မယ်ပြီးတော့နှစ်ခုလုံးမဟုတ်ဆိုတော့ဆရာ neither တော့လာပြီပေါ့လိုက်တာနောက်မှာတစ်ခုထားမယ်ကြီးတာဆိုရယ် big လိုက်တာ big ဆိုရင်ဒီကောင်ကမကြီးတော့ဘူးနော်နောက်မှာတစ်ခုထားမယ် small နော် small ဆိုတော့ဒီကောင်သေးလဲမသေးတော့ဘာကြောင့်လဲလိုက်တာနော်နောက်မှာရှိတဲ့ကောင်လေးဒီနှစ်ခုတစ်လုံးတစ်ခုမှမဟုတ်ဆိုပေမဲ့အတိပဲထွက်စေတယ်ဒီ is မှာ not is ကမလိုဘူးတော့ the restaurant near my house is neither big nor small or neither big nor small ဆိုင်ရှင်ကဆလိတ်ကောရက်ကောမသားဟုတ်ပြီဆိုင်ရှင်ကနေဆိုင်လိုက်မယ်တိကျတယ်ပေါ့ခုနကငါတို့အိမ်နားမှာရှိတဲ့စားတော့ဆိုင်ဆိုင်ဆိုတော့တိကျရဲ့တိကျရင်ဒယ်ချရမယ် ဲ့တော့ OWN ကြီးอ่ะဒီ owner စိုက်စင်းဒီစက်လိမ်တောက်တယ်ဟိုဘယ်လိုခေါ်လဲဆိုရင် smoke ဘယ်လိုခေါ်လဲအစမ်းမို့ key smoke တယောက်တည်းဆိုရင်ဘဝမှာဘာထည့်မလဲဆို S ထည့်ရမယ်အရက်တောက်တာတော့ဆရာ drink alcohol လို့တက်တက်ရေးစားမလို့ drink ကိုတစ်လုံးနဲ့ရေးထားလို့ရှိရင်လည်းအရက်တောက်တယ်လို့ဒီမှာထွက်တယ်ဒီမှာ S ဘာကြောင့်ထည့်ထားလဲပြောပါဦးဘာကြောင့်ထည့်ထားလဲဆိုတော့တခုကိမို့လို့ S ထည့်ထားတယ်ဟုတ်ပြီဒါပေမဲ့ तू ကစက်လိမ်တောက်တာလားမတောက်တာဆိုမတောက်ဘူးစက်လိမ်လည်းမတောက်ဘူးအရက်လည်းမတောက်ဘူးအဲ့နှစ်ခုစလုံးနိုင်တာတော့နောက်မှာထားမှာပေါ့ဆိုတော့ owner neither smoke nor drink ဒါလား verb နှလုံးကိုလည်းညှပ်လို့ရတာဒါကမနက်ကတော့ကျတော့ adjective နှလုံးကိုနိုင်သားနော်နောက်မှထားရတာဒီမှာတော့ verb နှလုံးကိုနိုင်သားနော်နောက်မှထားရတာစဖုံမှုရောစပွဲတို့တွေရောမပြင်းချအောင်လေဟာဒါကကျတော့ subject နှလုံး noun နှလုံးပေါ့နော်ဒီနှလုံးကိုဆက်လာခြင်း subject တွေကနှစ်မျိုးဖြစ်နေတာဒီမှာစားတော့ဆိုင်တဆိုင်နဲ့မတူတာအကြည့်သေးဆိုင်ရှင်တယောက်တည်းမတူမတူတာ slate တောက်တာနဲ့ရက်တောက်တာဒီမှာကျတော့ subject နေရာမှာလေစဖုံမှုရဲ့စပွဲတို့ကနှစ်ယောက်ဖြစ်နေရဆိုတော့အဲ့ကောင်နှစ်ကောင်နိုင်သားနော်နောက်မှထားရတော့မယ် neither nor ပေါ့ နိုင်သားနောက်မှာစဖို့မှုထပ်မယ်။နိုင်သား the chef အမှုလဲ cook ရရနော်။နိုင်သား the chef no စပွဲတို့ကျတော့ the waiter ဝိဒါမှာ as ထပ်မယ်။ပြင်းလာလို့ခလဲဆိုရင် lazy လို့ခေါ်တယ်။နော်ဒါမဲ့ adjective ဖြစ်တဲ့ပြင်းရတော့ though ဒီဖြစ်အောင် emphasis ထည့်ရမယ် waiter အများဆိုတော့အားထည့်နိုင်မယ်အဲ့တော့ neither the chef nor the waiter are lazy အဲဒါဆိုရင်ဒီပြင်းသည်ဆိုတဲ့အဓိပ္ပာယ်ဒါပြင်းနေဖြစ်မနေလား not မလို့လားဆိုတော့မလို့ neither မှာ not အဓိပ္ပာယ်ပါပြီးတာဖြစ်တဲ့အကြောင်းဒီပြင်းသည်ဒီ neither ကြောင့်မပြင်းဆိုတဲ့အဓိပ္ပာယ် ထွက်သွားပြီ။၎င်းကဈေးလည်းမချွတ်လို့ဈေးလည်းမကြည့်ပါဘူးတဲ့။ဟုတ်ပြီ။အဲ့တော့ရေးလိုက်မယ် it ၎င်းဒီ subject ပြင်ပါလာမယ် verb လာမယ် verb တော့မပါဘူး။ဈေးအဲမချွတ်ဘူးဈေးချိုတာဘယ်လိုခေါ်လဲဆိုရင် cheap လို့ခေါ်တယ်။ဒါ adjective ဖြစ်တယ်။ဈေးကြီးတာတော့ expensive လို့ခေါ်တယ်။ဒါလည်း adjective ဖြစ်တယ်ပေါ့။ adjective နှလုံး။ဒါဈေးမကြည့်ဘူးဈေးလည်းမချွတ်ဘူးဆိုတော့နှစ်ခုစလုံးမခုတ်ဘူးဆိုတော့နိုင်သားနောက်မှာတစ်ခုထားလိုက်မယ်။ နော်နောက်မှာတစ်ခုထားလိုက်မယ်ဒါပေမဲ့ adjective တွေကိုတော့ဒီဖြစ်ဖို့ဒီမှာအမျက်စာလေးတော့လိုတယ် it is neither cheap nor expensive လို့ရည်ရတဲ့တစ်ပြိုင်နက်တည်း၎င်းကဈေးလည်းမချိုးသလိုဈေးလည်းမကြီးဘူးဆိုတာတွေပဲထပ်ပါချက်ပြန်စစ်မယ် the restaurant near my house is neither big nor small the owner neither smokes nor drink neither the chef nor the waiters are lazy it is neither cheap uh it is neither cheap nor expensive okay အော်ဒီနေ့မှာဆိုရင်လည်း neither nor ကိုသုံးပြီးတော့စာပိုင်လေးရေးပြပြီးပြီဖြစ်ပါရဲ့ဆိုင်လန်နိုင်အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဒီတိုင်းစူးစမ်းလေ့ကျင့်ခြင်းအဖြစ် query english စာပိုင်ကိုပြင်သင်ကြပါ fighting ပါ